ဘာမရင်းချင်တဲ့ကနေဂျူးဂျူးပါတယ်ကျွဲဝါချင်းတဲ့မူကိုဒီဆော့ဖို့အတွက်ရိုးဝချစ်တာအိုင်အောင်စရာကောင်းလောက်အောင်ရိုးရှင်းနေတဲ့ဆိုရင်ကောဟုတ်ပါတယ်ဒီနေ့မှတော့အဲ့ဒီရိုးရှင်းပြီးတော့အင်မတန်အစွမ်းတက်တဲ့အတေးခေါ်တစ်ခုဖြစ်တဲ့ဝယ်မြတ်တဝယ်ပါဆိုတဲ့နီလောင်ကိုအတူတူလေ့လာကြည့်ကြအောင်ပါဒီမေခွန်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်လားဘာလို့လဲဆိုတော့လေလူအများစုကချမ်းသာဖို့ဆိုတာရှုပ်ရှုပ်ထွေးထွေးဖြူဟာဒီဘယ်သူမှမသိသေးတဲ့အတွင်းသွင်းတွေလိုတယ်လို့ထင်နေကြတာကို ဒါပေမဲ့တကယ်တမ်းမှာတော့ဝေမြဲတာဝယ်ပါဆိုတဲ့အခြေခံမူလေးတကူကအဲရှုပ်ထွေးမှုတွေအလို့ကြော်လွားပြီးလူတိုင်းကတည်းကလက်တွေ့ကြတဲ့အဖြစ်အကျုပ်ဖြစ်နေနိုင်ပါတယ်။ကဲဝေမြဲတာဝယ်ပါဆိုတာဣတိကြကြပါကိုဆိုလိုတာလေ။ဒါကအတွေ့အခေါ်တစ်ခုပါပဲ။ဈေးကွက်အချင်းအခါအကောင်းကိုမှန်းစားဖို့ကြိုးစားတာမျိုး နောက်ထပ်အခြေကြီးအောင်မြင်မဲ့စတော့ကိုလိုက်ရှာနေတာမျိုးမဟုတ်ပါဘူး။အဓိကကတော့ ဈေးတဲ့တက်နေသည်ဖြစ်စေကျနေသည်ဖြစ်စေကိုကတော့ क्वे ပြတဲ့ရင်းနှီးမျက်နှာကိုအဆူဆူထဲကိုပုံမှန်မွေထဲဝင်နေဖို့ပါပဲကျန်းကျင်သူဖြစ်ဖို့မလိုပါဘူးလိုအပ်တာကစည်းကမ်းနဲ့ကတိတည်မှုဒါပါပဲကဲအပိုင်းတက်ကိုကြည့်ကြရအောင်ဘာကြောင့်ရင်းနှီးမျက်နှာရမလဲရင်ဆုံးဒီကိကိုဘာကြောင့်စတင်တင်တယ်လဲဆိုတဲ့အခြေခံအကြအဆုံးမိဟုံးကိုအဖေရှာကြည့်ကြတာပေါ့ရင်းနှီးမျက်နှာမှုကဘာလို့ဒီလောက်တောင်အရေးကြီးရလဲဒီမှာအဓိကအကြောင်းရင်းတုံးချက်ရှိပါတယ် ပထမတစ်ခုကအနာကဲကကို့အတွက်စူးစမ်းမှုပါ။တနေ့မှအလုံးမလုံးနိုင်တော့တဲ့အခါငွေရေးကြေးရဲ့လွတ်လပ်မှုရှိနေမှာဖြစ်မှာလေ။ဒုတိယအချက်ကငွေကြေးဖောင်းပုံမှုကိုကာကွယ်ဖို့ပါ။ဒါကကို့ပတ်ချံရဲ့တန်ဖိုးကိုတိတ်တဆိတ်တိုက်စားနေတဲ့ရန်တူပါပဲ။နောက်ဆုံးတစ်ခုကတော့ကို့ရဲ့အဖိုးရန်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့အချင်းကို တကယ်ငွေကြေးအရင်နေဖြစ်ပြောင်းလဲဖို့ပါပဲ။ငွေကြေးဖောင်းပုံမှုကိုမမြင်နိုင်တဲ့အခွန်လို့ပြောကြတယ်။ ။ဘာလို့လဲဆိုတော့ကိုလားစာကတိုးမလာရင်တောင်ကိုမစီစိနှုံးတွေကနှစ်တိုင်တက်နေလို့ပါပဲ။ခဏတာမှလောဒါကသိမသိတာဘူးလို့ထင်ရပေမဲ့နှစ်တွေကြာလာတဲ့အခါသူ့ရဲ့တက်ရောက်မှုကအလွန်ပဲကြီးမားပါတယ်။ဥပမာနှစ်စဉ်ငွေကြေးဖောင်းမှုမှုနှုန်းက2%ဆိုရင်တောင်း35နှစ်အသေးမှာကုငွေရဲ့ဝယ်နိုင်စွမ်းကတဝက်ကျတော့ပါပြီ5%ဆိုရင်တော့စမလီနှစ်ပဲကျပါပါယင်းမြို့နားမှုရဲ့စွမ်းဟောင်းကို D graph ကအရှင်းလင်းဆုံးသက်သေပြနေပါတယ်ကြည့်လိုက်ပါ 1926ခုနှစ်မှာ American Stock Share တွေကိုတော်တော်လာရင်းနှီးမြှုပ်နှံခဲ့ရင်2020မှာဒေါ်လာ1000ကျော်အထိတိုးပွားလာတာကိုတွေ့ရပါမယ်။ငွေကြေးစားချုပ်မှာဆိုရင်ဒေါ်လာနဲ့လောက်ပဲ။ငွေသားအတိုင်းသိမ်းထားရင်တော့လားငွေကြေးဖောင်းပွန်းမှုကြောင့်တန်ဖိုးကအကြီးအကျယ်ကျဆင်းသွားမှာပါ။ဒီလောက်ကွာခြားချက်ကရင်းနှီးမြှုပ်နှံမှုကငွေကြေးဖောင်းပွန်းမှုကိုဘလောက်ထိအပြတ်အသတ်အနိုင်ယူနိုင်လဲဆိုတာကိုပြနေတာပါပဲ။နောက်တစ်ချက်ကလူသားအရင်အနည်းပါ ဒါကကိုယ့်ရဲ့အချိန်အတိငြန်ကျွမ်းကျင်မှုတွေရဲ့တန်ဖိုးပါပဲကိုကအသက်ငယ်တုန်းကအလုပ်လုပ်နိုင်တဲ့အချိန်အများကြီးရှိနေသေးတော့လူသားအရင်းအီးကအမြင့်ဆုံးမှာရှိနေပါတယ်ဒါပေမဲ့အသက်ကြီးလာတာနဲ့အမျိုးပါပဲဒီတော့အဓိကအချက်ကတားပါပဲယင်းနိမြောက်နိုင်မှုဆိုတာကကိုယ့်ရဲ့တဖြည်းဖြည်းကုံဆုံးသွားမဲ့အချိန်ဆိုတဲ့လူသားအရင်းအီးကိုကိုယ့်အတွက်အမြဲတမ်းအလုပ်လုပ်ပေးနေမဲ့ငွေကြေးအရင်းအီးဖြစ်ပြောင်းလဲပေးလိုက်တာပါကိုကအိတ်နေတဲ့အချိန်မှာတော့ကိုယ့်ရဲ့ငွေကကိုယ့်အတွက်ဝင်ငွေရှာပေးနေမှာပါ ကဲအပိုင်းနဲ့ကိုရောက်လာပါပြီကြွယ်ဝမှုတိဆောက်ရေးကရိယာများပေါ့ရင်းနှီးမြုပ်နှံမှုဘာကြောင့်လိုအပ်လဲဆိုတာသိပြီဆိုတော့ဘလို့လောက်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့ကရိယာတွေကြောင်းဆက်ကြည့်လိုက်ကြအောင်ရင်းနှီးမြုပ်နှံဆရာပိုင်ဆိုင်မှုအမျိုးအစားတွေအများကြီးရှိပါတယ်ဒီမှာတော့အဓိကအမျိုးအစားတွေကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းပြထားပါတယ် stock တွေကရေရှည်မှာတိုးတက်မှုအမြင့်ဆုံးပေးနိုင်ပေမဲ့အတက်အကျနေရပါတယ်ငွေချေးစာချုပ်တွေကတော့ NDNB တည်ငြိမ်မှုပေးပါတယ် အင်ချမ်မီနဲ့ REITs ဒါကတော့အင်ချမ်မီ company တွေ stock team မျိုးပါတယ်ဒါတွေကတော့အင်ချမ်မီစီးပွားရေးကိုဝင်ရောက်ဖို့နီလန့်တွေဖြစ်ပါတယ်ဒီစကားကရက်မှန်ပါတယ်လူတော်ရမများများဒါနောက်ထပ်အောင်ရင်မဲ့ stock ကိုရွေးနိုင်တယ်လို့ထင်ကြပြီမဲ့တကယ်တမ်းမှာတော့ဒါကထင်းတလောက်လုံးဝမလွယ်ခွာဘူးဘာလို့လဲဆိုတာကိုနောက် slide မှာကြည့်လိုက်ရအောင်တရားခိုင်တော့ဒီကင်းကနကတော်တော်လေးကိုအောင်းအောစရာကောင်းပါတယ်စဉ်းစားကြည့်ပါ 1926ကနေ2016အထိအမေရိကန်ဈေးကွက်တစ်ခုလုံးရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေအမောင်ကထိတ်တန့်စတော့4%ကနေပဲလာတာပါဆိုလိုတာကကျန်တဲ့96%သောစတော့တီကဘာမှထူးထူးခြားခြားအကျိုးမြတ်မပေးနိုင်ခဲ့ဘူးဆိုတဲ့သဘောပါပဲဒီတော့အဲ့ဒီ4%တဲ့ကစတော့ကိုရွေးမိဖို့အခွင့်အလမ်းဘယ်လိုများရှိမလဲအဲ့ဒီတော့ကောက်ရုံးပုံတွေကအဲ့တချောင်းကိုလိုက်ရှာနေမိအစားကောက်ရုံးပုံတလုံးကိုဝယ်လိုက်တာကပိုပြီး smart ကြတဲ့ရွေးချင်မှုမဟုတ်ဘူးလား ဲ့ဒါကတော့ကုန်ကြစရိတ်နေတဲ့အညွန့်ကင်းရံမုံငွေ index funds တွေပါပဲဒါတွေကအဲ့ဒီ4%အပေါ်ဝင်ဈေးကွက်တစ်ခုလုံးမှရှိတဲ့ကုမ္ပဏီရာပေါင်းများစွာကိုတနေရာတည်းကနေအလွယ်တကူနဲ့ချက်ချင်းယင်းနှမြွနံနိုင်စေပါတယ်စိတ်ဖီးစီးမှုမရှိပဲယင်းနှမြွနံမှုအကောင်းဆုံးနည်းလမ်းပါပဲအပိုင်း3ယင်းနှမြွနံတို့၏စိနယ်တဘောထားအခုခေတ်ရာတွေအကြောင်းသိပြီးပြီဆိုတော့ပိုပြီးအရေးကြီးတဲ့အပိုင်းကိုရောက်လာပါပြီဒါကတော့အမေမို့အတွက်လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာအချိန်ထိန်းသိမ်းမှုပါပဲ။ ဒီမေးခွန်းလေးကိုခဏလောက်စဉ်းစားကြည့်ပါ။နပီလိုတယောက်ကနောက်နေ့မှဈေးကွက်ကျမယ်လို့ကြိုပြောတယ်ဆိုပါစို့။ဘေးရှင်းမှရောင်းမလဲ။ဈေးကွက်က40%လောက်ကျမယ်ဆိုရင်ရောယနေ့မျိုးနဲ့ရောမလား။20%ကျမယ်ဆိုရင်ရောဒီမေးခွန်းလေးကကိုယ့်ရဲ့စိတ်ခံနိုင်ရည်ဘေးအဆင့်မှရှိတယ်လဲဆိုတာကို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 ပြန်စမ်းစစ်ကြည့်ဖို့ပါ။အဲ့ဒီနပီလိုစမ်းသပ်ချက်ကနေရလာတဲ့အဓိကသင်ခန်းစာကတော့ဒါပါပဲ။ဈေးကွက်ရဲ့အဆိုးဆုံးအခြေအနေကိုရှောင်ဖို့စူးစမ်းရင်းနဲ့မထင်မှတ်ထားတဲ့အကောင်းဆုံးတိုးတက်မှုတွေကိုပါလက်လွတ်ဆုံးရှုံးဖားနိုင်ပါတယ်။ တမိုင်းကိုပြန်ကြည့်ရင်ဈေးကွက်ကအနှမ်းငယ်ကြတာကနှစ်တိုင်းလိုလိုဖြစ်နေကြပါအဲ့ဒီအကြလေးတွေကိုရှောင်ဖို့ကြိုးစားရင်ကိုယ့်ရဲ့ရည်ရှိအကျိုးမဲ့ကိုမစသေးစင်ပါဘူးအဖိုင်းလေးဈေးကွက်မုံတိုင်းများကိုရင်ဆိုင်ခြင်းစီနေသဘောထားအကြုံကိုပဲဆက်ပြီးတော့ရှင်နေမြောင်နံသူတိုင်းကြုံတွေ့ရမယ်အချီးမားဆုံးစင်ခေါ်မှုဖြစ်တဲ့ဈေးကွက်ပြိုလဲချိန်တွေမှာဘလို့ပြမှုတင်တယ်လဲဆိုတာကိုအာယုံဆိုင်ဆွေးနွေးတော့ရမယ် ဒီနာမည်ကြီးစကားဟာဈေးကွက်ပြိုလဲချင်းတယောက်ချင်းထောင်မှုထုကအနေနဲ့မဟုတ်ပဲအခွင့်အရေးတစ်ခုအဖြစ်ရှုမြင်ဖို့တွန်းအားပေးပါတယ်လူများစုကြောက်လန့်ပြီးထပ်ပြနေခြင်းဟာတကယ်တော့အခွင့်အလမ်းအကြီးမားဆုံးအချင်းဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတာကိုသင်ချာနေရကြည့်အောင်ဈေးကွက်ကြချိန်မှာဝယ်ရာကဘာလို့ဒီလောက်အစွမ်းထက်ရတာလဲဆိုတာကိုဒီတန်ချာကရှင်းရှင်းလင်းလင်းပြပါတယ်စဉ်းစားကြည့်ပါဈေးကွက်က90%ကျသွားတဲ့ဆိုရင်မူလတန်ဖိုးကိုပြန်ရောက်ဖို့100%တတ်ဖို့လိုပါတယ် ဆူလိုရာကအနှင့်ဆုံးမှာဝယ်နိုင်ခဲ့ရင်ဈေးခွက်ပြန်တက်လာတဲ့အခါအကျိုးမြတ်က နှိမ့်စာထိသွားနိုင်ပါတယ်။ဒါကကြွယ်ဝချမ်းသာမှုကိုတိဆော့ဖို့အတွက်အလွန်အစွမ်းထက်တဲ့နီလန်တစ်ခုပါ။အခုတော့ရင်းနှီးမြှုပ်နှံမှုခီးရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ဘဲအချင်းပိုင်းရောင်းတင်းတလဲဆိုတဲ့အစဉ်ကျင်တုံတရားရှိရှိအစီအစဉ်တကြဆုံးဖြတ်ချက်ချခြင်းအကြောင်းကိုဆွေးနွေးကြပါမယ်။ဒီမှာရောင်းချခြင်းနဲ့ပတ်သက်ပြီး and ရှိတဲ့စီခံစားမှုနောက်လိုက်တဲ့အဖြူမှုနဲ့ smart ကြတဲ့ view ဟာကြတဲ့အဖြူမှုကြလားရှင်းရှင်းလင်းလင်းပြချပါတယ် ကြောက်လို့လောဘတက်လို့ရောင်းတာကတုံ့ပြန်မှုတသက်ပါအစီစဉ်ရပန်းတိုက်တစ်ခုပြင်းမြောက်ဖို့ဒါမှမဟုတ်အဆုစုကိုဟန်ချက်ပြန်ညှိဖို့ရောင်းတာကတော့ထိန်းချုပ်မှုရှိတဲ့ဖြူဟာကြားတဲ့ရောင်းချခြင်းဖြစ်ပါတယ်ဒီတော့ရောင်းဖို့အတွက်ခိုင်လုံတဲ့အကြောင်းရင်းကတုံးခုပဲရှိပါတယ်ပထမတစ်ခုကအဆုစုကိုဟန်ချက်ညှိဖို့ပါဒါမှအနေအကိုထိန်းချုပ်နိုင်မှာပါဒုတိယတစ်ခုကပိုင်ဆိုင်မှုတစ်ခုတည်းမှာငွေတွေအငြိုင်းစုနေတာမျိုးကိုရှော့ချဖို့ပါဒါကလည်းအန်ဒီယေကိုရှော့ချတာပါပဲ နောက်ဆုံးတစ်ခုကတော့ရီမက်ချက်ပြမြောက်လို့ပါဥပမာအငင်းစားယူဖို့ငွေလွှဲလာတဲ့ခြံမျိုးမှရောင်းတာမျိုးပါနောက်ဆုံးမှာတော့အားလုံးကိုခြုံငုံပြီးအစမှပြောခဲ့တဲ့ရိုးရှင်းပြီးအစွမ်းထက်တဲ့အဓိကသတင်းစကားကို ပြန်သွားရအောင်ပါဝဲမြဲတာဝဲပါစီကန်းရှိရှိဒီဇိုင်းမတ်မှနဲ့ရေရှည်အတွက်ယင်းနီမြွန်းန်းသွားဖို့ပါပဲဒီတင်းဆက်မှုရဲ့အစွမ်းမှာတော့ဒီမိကုံးလေးနဲ့အနီကုံးချုပ်ချင်ပါတယ်မနေ့ဖြန်မှာကိုယ့်ရဲ့ငွေတွေကကွာနာကတော့ပွားတယ်လို့လုတ်ပေးနေမလဲ။ ဒီနေ့လွတ်လိုက်တဲ့လွတ်ဆောင်ချက်လေးတွေကမနှက်ဖြန်ရဲ့ငွေချေလွတ်လပ်မှုတော့အုံမင်ချပေးနိုင်တယ်ဆိုတာကိုတတိယစီချင်းပါတယ်ကျွန်တော်တို့ကနေ့စဉ်အခုလိုအကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်လို့ကျွန်တော်တို့ channel ကိုနေ့စဉ် live နားဆင်မှုဖိတ်ခေါ်ပါတယ်ဒီတင်ဆက်မှုကိုသဘောကျတယ်ဆိုရင် like ပေးပြီးကိုယ့်ရဲ့မြင်တွေကို comment မှာပြောပြပေးတော့ပါအောင်ပါမဘရင်းကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခါအောင်ပါပြန်တွေ့ကြပါမယ်